ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အနည်းပညာမှုကောင်းငယ်အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးဆိုရတယ်။ဒီတစ်ခေါက်လည်းအမြင်အားပေးတ िश ွနေရဲ့ပရိသတ်တွေအတွက်ကိုမတူညီတဲ့အနည်းပညာသတင်းတွေယူဆောင်ပေးလာပါရရှင်။အနည်းပညာမှုကောင်းငယ်အစီအစဉ်ကို online ကနေပြီးတော့ live streaming တ िश ွနေဆိုရင် www.mrtv4.tv မှာတ िश ွနိုင်ပါပါ။ဝေဖန်အချက်ပြုလို့တဲ့အကြောင်းအရာတွေကိုဆိုလို့ရှိရင်တော့ www.facebook.com/askyshow မှာဝင်ရောက်ပြီးတော့ပြပြနိုင်မှာဖြစ်ပါရရှင်။ဒါဆိုလို့ရှိရင်ဒီနေ့အတွက်လောင်းလုံးတငယ်ချင်းတွေဝိုင်းတော်သားတွေကပရိသတ်တွေအတွက်ဘယ်လိုမျိုးအနည်းပညာသတင်းတွေယူဆောင်လာလဲဆိုတာကို အခုပဲဆက်လက်ပြီးတော့ရှုစားပေးပါအောင်ရှင်။ ဒီနေ့အတွက်တင်ဆက်ပေးဖို့အနုပညာအကြောင်းအရာတွေမပြောခင်မှာအော်တိုဝါလာ22ရက်နေ့ရဲ့မွေးနေ့ရှင်အနုပညာရှင်တွေကိုပထမဆုံးအနေနဲ့စုမွန်ကောင်းတောင်းပေးချင်ပါတယ်ရှင်။ဒီနေ့အော်တိုဝါလာ22ရက်နေ့ရာဆိုရင်တော့တချို့ကပြည်သက်တွေကိုအနုပညာအလုပ်တွေနဲ့ပေးဆက်ခဲ့တဲ့တင်းနေထွေးမွေးနေ့ဖြစ်ပါတယ်။ဒါကြောင့်မလို့အခုမွေးနေ့ရစပြီးတော့နောက်နှစ်ပေါင်းများစွာထီကိုအေးချမ်းပျော်ရွှင်သားရစွာနဲ့နေထိုင်သွားနိုင်ပါစေလို့အနုပညာမှုကောင်းရဲ့အစီအစဉ်ကနေပြီးတော့မွေးနေ့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ Happy birthday to you. Happy birthday happy birthday, happy ဒါအပြင်အော်တိုဘားလာ20ရက်နေ့မှာပဲမွေးဖွားတဲ့နောက်ထပ်အနည်းပညာရှင်တဦးရှိပါသေးတယ်။ဒါကတော့တေးသန့်ရှင် Alsace ဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့အခုမွေးနေ့ကစပြီးတော့နောက်နှစ်ပေါင်းများစွာအထိဂီတလောကမှာခံမာတဲ့အောင်မြင်မှုတွေနဲ့ဆက်လက်ပြီးတော့ရပ်တည်နိုင်ပါစေလို့ဒါဆိုတော့ Alsace အတွက်အနည်းပညာမှုကောင်းကြီးအစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ Happy birthday to you. Happy birthday. Happy birthday. Happy birthday. ခုဆိုရင်ဝင်နေစမှုကောင်းနေလဲတောင်းပြီးသွားပြီဆိုတော့ဒီနေ့အတွက်ပြည်သက်တွေကြီးဖို့အတွက်စုစည်းထားတဲ့အနုပညာအကြောင်းအရာတွေပြပြပေးချင်ပါရှင်။ပါဝင်သွားမယ့်အနုပညာအကြောင်းအရာတွေရာဆိုရင်တော့ Channel 7 Free to Air ရုပ်သံလိုက်နဲ့ Forever BC Terror ကနေပြီးတော့ပူးပေါင်းတင်ဆက်ခဲ့တဲ့ Miss Myanmar World 2015ရဲ့ winner ဖြစ်တဲ့ Miss Kenya သိန်းမြင့်ကိုမီဒီယာများနဲ့တွေ့ဆုံခြင်းအခမ်းအနားလေးဒီနေ့ရဲ့တင်ဆက်မှုမှာပါဝင်သွားမှာဖြစ်ပါတယ်။ဒါပြင်တေးသက်ရှင်အမွေရဲ့ပြည်သက်တွေအတွက်သူ့ရဲ့အသစ်ထွက်လာမယ့် Automatic လို့အမည်ပေးထားတဲ့တင်းစီရဲ့အစာနေခြင်းမိတ်ဆက်ပွဲအခမ်းအနားလေးပါဝင်မှာဖြစ်ပါရှင်။ဒါပြင်ဓာတ်ပုံဆရာကိုအောင်ရဲ့ Hi SP Channel အတွက်တပ်ပုံရိုက်ကူဖန်တီးမှုတွေနောက်ပြီးဒရိုက်တာညီညီထွန်းတွေရဲ့ရုပ်ရှင်ဇာတ်ကြီးရဲ့ဖန်တီးပုံဖော်နေမှုအကြောင်းအရာတွေအပြင်ပရိသတ်တွေစိတ်ဝင်စားတဲ့နောက်ထပ်အကြောင်းအရာပေါင်းများစွာလည်းပါဝင်သွားအောင်မှာဖြစ်ပါရဲ့ရှင်။ ဇနားရဲ့အမှုပညာချက်ပရိသတ်များအတွက်ဒီကနေ့မှာတင်ဆက်ပေးသွားမှာကတော့ Miss Myanmar World 2015ရဲ့ Winner ခရီးနာသိမ်းမြဆိုရင်တရုတ်နိုင်ငံမှာရှိတဲ့ Miss World 2015မှာတော့ရောက်ပြီးတော့အရှင်းမြဲမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့မှာဆိုရင်မီဒီယာရင်းနဲ့တွေ့ဆုံတဲ့အခမ်းအနားကိုဂုဏ်ယူစွာနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အခုနောက်ပညာမိုးကောင်းရဲ့အဖွဲ့သားရောက်ရှိနေတဲ့နေရာကတော့ Chitrian Hotel မှာပါ။ပရိသတ်များရှင် Miss ခရီးနာသိမ်းမြဆိုရင်တရုတ်နိုင်ငံမှာရှိတဲ့ Miss World 2015ကိုတော့ရောက်ပြီးတော့အရှင်းမြဲမှုအတွက်ဘယ်လိုတွေပြင်ဆင်မှုတွေရှိနေပြီလဲ။နောက်ပြီးတော့ဘယ်လောက်ထိကြုံကြည့်မှုတွေရှိနေလဲ ဲ့ဆိုတာကိုပြည်သက်များအတွက်အရင်ကအခုပဲသတင်းပင်တင်ဆက်ပေးသွားမှာပါ Miss Myanmar World 2015 Grand Final ပွဲကြီးကို MAB မြန်မာ Event Pack မှာကျင်းပပြုလုပ်ခဲ့ပြီး Second Runner Up အဖြစ် Nelson Nana ထောင်း First Runner Up အနေနဲ့ Maureen Lusan လို့ဖြစ်ပြီး Winner အနေနဲ့ကတော့ Mandalay သူခင်ရတနာသိမ့်မြင့်ကဆက်ခူရရှိခဲ့ပါတယ် ဒေါ်လာ၄000တန် crown နဲ့ Miss Myanmar World Organization မှပေးအပ်တဲ့သိန်းတရာနဲ့အခြားသော opportunity များစွာကိုလည်းရရှိခဲ့ပါတယ်။ Miss Myanmar နဲ့ပတ်သက်ပြီးစီစဉ်ဖြစ်ပုံနဲ့အရွေချက်များကိုအခုလိုပဲမေးမြန်းဖြစ်ခဲ့ပါတယ်။အရွေချက်ကတော့ဘောနော် Beauty with the purpose ပေါ့နော်။ဘာလို့လဲဆိုတော့အလှတရားနဲ့တူတာပရိုက်တာလုပ်ငန်းတွေလုံးလုံးဆောင်နေတဲ့လူပေါ့နော်။ ကဘာကိုအကျိုးပြုမဲ့လူသားတယောက်ပေါ့နော်အမျိုးသမီးချောငငယ်လေးတယောက်ကိုသူကညီတော်မြောက်ပေးခြင်းတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့တာကြောင့်ကိုရုပကလည်းဟိုပေါ့ဒီလိုပရိုက်တာလုပ်ငန်းတွေအဓိကဦးစားပေးပြီးတော့ကိုရုကစောင်းပေးပြီးလုပ်တဲ့လူမျိုးကိုကိုရုကရှာချမ်းပြီးရွေးတာပေါ့နော်ခင်ဗျာသိမြန်သူကသူယုံကြည်ချက်ရှိတဲ့လူလည်းဖြစ်တယ်ပေါ့နော်ပြီးတော့နောက်သူကဟိုအားကစားလဲလိုက်စားရတဲ့လူပေါ့နော်သူ international တန်းဝင်တယ်လို့ကိုထင်ပါတယ်ကိုပြောခြင်းတဲ့စကားကတော့လူတိုင်းလည်းကိုပြောပါတယ်ဟိုအဲ့ဒီဟို Miss World ပြိုင်ပွဲရဲ့ဖုတ်ဟိုပေါ့နော် title suit တစ်ခုရှိတဲ့ popular vote ဆိုရှိပါတယ် popular vote ကဟိုပေါ့ သူကအင်တာနက်မှာဖုတ်ပေးရတာပေါ့နော်အဲ့ဒါကိုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့ကလည်းဟိုကိုယ့်နိုင်ငံသူလေးသွားပြိုင်တဲ့ပွဲဖြစ်တဲ့အတွက်ဟိုဖုတ်ပေးကြပါလို့ကိုပြောချင်ပါတယ် Miss Myanmar World 2015အနေနဲ့ talent mine ကိုပြသဖို့အတွက်ရှမ်းရိုးရာဓာတ်တိုင်အကကိုပြင်ဆင်ထားပြီးရှမ်းရိုးရာအကတစ်ခုဖြစ်တဲ့ကင်နီယာအကကိုပြင်ဆင်ထားတာဖြစ်ပါတယ် Miss Myanmar World 2015ရဲ့ Winner ခင်ရတနာသိမ်းမြင့်ကိုလည်းတားရောက်ရှင်ပြိုင်မှုအတွက်ပြင်ဆင်ထားတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးမေးမြန်းပြစ်ခဲ့ပါရရှင်။အာကျွန်တော်အရှိနစ် Miss Myanmar International 2015တင်းမှာပေါ့နော်ဟိုဝင်ရောက်ရှင်ပြိုင်မှုရယ်အဲ့ဒီကနေမှနောက်ဆုံးမရခဲ့ရောနောက်နှစ်တော့တရားကြိုးစားမယ်ဆိုတော့ဒီ Miss Myanmar 2015ကိုရောက်ရှင်ပြိုင်ခဲ့တာပါဟုတ် ဟိုတရုတ်နိုင်ငံမှာတောက်ပြန်ရမှာဆိုတော့လိုအပ်ချက်တွေအများကြီးပေါ့နော်ဘာသာစကားလေးလေးလာရှိရဲနောက်တဲတန်းပြရမှာရှိရဲနောက်ဟိုမိတ်ကပ်ဆိုလဲဟိုမှာပြန်ပွဲမှာကိုယ့်တကူလင်းရမှာဆိုတော့လေဒီမိတ်ကပ်ပိုင်းနဲ့ပတ်သက်ပြီးတော့မိတ်ကပ်ဟို ဟို self makeup ပေါ့နော်ကိုကိုလှပအောင်ဘလို့ပြင်မလဲ makeup လေးလာလည်းရှိရဲ့နောက်ဟိုခန္ဓာကိုယ် beauty ပိုင်းပေါ့နော်အဲ့ဒါအားကစားလုပ်တာတွေပါလည်းရှိပါရဲ့ဟုတ်ကဲ့ဟိုကျွန်တော်ကနိုင်ငံကိုစားပြုအနေနဲ့ပေါ့နော်အကောင်းဆုံးရှင်ပြန်ခဲ့မှာပါအဲ့အတွက်ပိတ်သက်တရားအားပေးပါအောင်လို့ပိတ်သက်တရားအားပေးရဲ့အားပေးစကားတွေကတကယ်ကိုခွန်အားဖြစ်စေပါရဲ့ဟိုဟိုပြန်ပွဲစဉ်တစ်ဆိုင်တစ်လျှောက်မှာပေါ့နော်အားပေးခဲ့ပိတ်သက်တရားလည်းဆက်ပြီးတော့တေးအောင်မှာတောက်ပြိုင်မဲ့အခါမှာလည်းဆက်အားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ် Miss Myanmar World 2015ကျင်းနာသိင်းဟာမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဒီဇင်ဘာ19ရက်နေ့တရုတ်နိုင်ငံမှာကျင်းပပြုလုပ်တော်မယ်65ချိန်မြောက် Miss World 2015မှာတော်ရောက်ရှိပြိုင်တော့မှာဖြစ်ပါတယ်။ဒီဇင်ဘာလ19ရက်နေ့ကျင်းပပြုလုပ်မယ် Miss World 2015ပြိုင်ပွဲကြီးကို77ရက်တန်လိုက်မှာမြန်မာစံတော်ချိန်ည9:00နာရီကနေည9:00နာရီခွဲချိန်ထိ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ရပါရဲ့ရှင်။ ပရိသတ်များရှင်တည်င်းကျွအခါသားများအားလည်းမကြခင်မှာကြောက်ရွံ့လာတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့တည်င်းကျွနဲ့ပတ်သက်တဲ့ပွဲခန်းသားများကိုလည်းပရိသတ်များအမြင်တွေ့ရမှာပါ။ပရိသတ်များရှင်ဒီနေ့မှာဆိုရင်တော့ IC အဖွဲ့နဲ့အတူတေးသန့်ရှင်မတင်စာမော်တို့ပူးပေါင်းပြီးတော့ဖြောပြေတင်ဆက်မယ်တည်င်းကျွညဖြောပြေပွဲကြီးအတွက်စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီခန်းသားနေပြီးတော့ပရိသတ်များအနေနဲ့တည်င်းကျွညမှာ IC ချစ်ပရိသတ်တွေအတွက်တည်င်းကောင်းတစ်ခုအနေနဲ့လည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဖြောပြေပွဲကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုပရိသတ်များဆက်လက်ပြီးတော့ကြည့်ရှုအားပေးပါအောင်ရှင်။ ယ်။တန်လွင်ရတနာကံပဏီနဲ့ဘက်ကန်အန်တာတိန်မန့်တို့ပူးပေါင်းတင်ဆက်မဲ့ Iron Cross ရဲ့ကျောင်းဆောင်မိလာတင်းကြုံညာတချင်းများနဲ့ပျော်ရွှင်ကြဖြောပြပွဲကိုတော့အောက်တိုဘာလ28ရက်နေ့တင်းကြုံလာပြင်းနေမှာကျင်းပသွားမှာဖြစ်ပါတယ်။ ချံကုန်နဲ့မန္တလေးမြို့များမှာ IC နဲ့ပတ်သက်ပြီးဖျော်ဖြေပွဲများပြုလုပ်ခဲ့ကြတာဆိုရင်တော့ရေးချိန်မြောက်ရှိခဲ့ပြီးပြည်သက်များရဲ့အားပေးမှုကိုလည်းအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ဒီကြိမ်မြောက်ကျင်းပါရုံမဲ့ဖြော်ပြပွဲနဲ့ပတ်သက်ပြီး event organizer silent ချုပ်ကိုလည်းစီစဉ်ဖြစ်ခဲ့ပုံများကျင်းပသွားမဲ့အစီအစဉ်များနဲ့ပတ်သက်ပြီးအခုလိုပဲမေးမြန်းဖြစ်ခဲ့ပါဗျာ။ ပရိသတ်တွေအားပေးမှုအနေနဲ့ကတော့ကျွန်တော်တို့ဟောပေါ့ IC IC show ကတော့အများအမ်းလူပြည့်နေရပဲလေ IC ပရိသတ်ဆိုတာကြီးကတော့တကယ်ကိုမြန်မာနိုင်ငံမှာခိုင်ခိုင်မာမာကြီးပါအဲ့တော့ဟိုပရိသတ်အားပေးမှုအနေနဲ့ပြောရရင်တော့ဟိုအများအမ်းလူပြည့်ခဲ့တယ်လို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ဟောပေါ့ကျွန်တော်တို့ထူးထူးခြားခြားတင်ဆက်ထားလားဆိုတော့ဟို IC show ဆိုလို့ရှိရင်အများအမ်းဟွာ IC အဖွဲ့ရဲ့တင်ဆက်မှုတွေကထူးခြားနေတာပါပဲအဲ့တော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဟိုထူးထူးခြားခြားအနေနဲ့ဟိုတခုခုလောက်ထားတာမျိုးတော့မရှိပါဘူးအဲ့လိုမျိုးဟိုကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဒီပွဲလေးဖြစ်မြောက်အောင်စီစဉ်နေပေါ့ဒီလောက်ပါပဲခင်ဗျဟုတ် ဒီ show ကို လာပြီးတော့ကြည့်ကျင်တဲ့ပြိသက်တွေအတွက်လဲဒီလိုရံမျိုးမှာဒီလိုနေရာမှာပေါ့ဒီပြည်သူရင်မြင်လို့နေရာမှာဒီလို show မျိုးကိုခန်းစားခွင့်ရမှာဖြစ်တဲ့အတွက်အားလုံးကိုလာနိုင်တဲ့လောက်လာခဲ့ကြပါလို့ကျွန်တော်အတက်နိုင်ဆုံးဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ရှောင်းဆောင်မီလာတရင်ကျုံညာတချင်းများနဲ့ပျော်ရွှင်ကြဖျော်ပြေပွဲကိုတော့ IC ဖြစ်တဲ့ဒေသရှင်လေးဖြူအငဲမျိုးကြီးဝိုင်းဝိုင်းတို့နဲ့အတူဒေသရှင်တင်ဆောင်မော်တို့ကတီးဆူဖျော်ပြေသွားမှာပဲဖြစ်ပါတယ် သတ်မှတ်ထားတဲ့လက်မှတ်စင်တို့များကတော့သတောင်းချက်ဖြစ်ပြီးစီတီမဆိုင်ခွဲများနဲ့ရန်ကင်းစင်တာဂျန်ရှင်စကွဲကိုကိုညီညီဘယူတီဆလွန်သဆန်မျူစစ်ပရိုဒက်ရှင်နဲ့မန်းတီတီသေးတံတွင်းတို့မှဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ကြီးကျယ်ခမ်းနားလာတဲ့ဖြောပြပွဲကြီးကိုတော့အောက်တိုဘာလ28ရက်နေ့ည9:00နာရီမှာပြည်သူ့ရှင်ပြည်မှာစီကားတိုင်းမြိုင်စွာနဲ့ကျင်းပသွားမှာဖြစ်ကြောင်းသတင်းကောင်းပေးတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။